Hello hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะချင်းမိုင်မာယာရဲ့အနောက်ဖက်ချမ်းပေါ့เนาะအဲ့ဂျေယောဘက်ကဒီတက္ကသိုလ်ចောင်းသားတွေလည်းများတာမလို့နည်းနည်းများအခန်းလေးတက်တာမလားဆိုပြီးတော့အခန်းတစ်ကိုရှာရင်းနဲ့ဒီဘိုက်စာရာနဲ့ဒီတွေ့တဲ့ဆိုင်လေးကိုဝင်စားခဲ့တာလေးပါ ဒါကတော့ကျွန်တော်တို့မှာလဲဟာလေးကိုသူလုံနေတာလေးကိုခဏပေါ့နော်အဲ့လေးနည်းနည်းလေးရိုက်ခဲလိုက်ပါတယ်ထိုင်းစာလဲမဖတ်တတ်တာမို့ဒီသူတို့ချိန်ထားတဲ့ menu တွေတဲကပုံနေတဲ့ကတာစားချက်စရာလေးထင်တယ်ဆိုပြီးတော့လက်ညှိုးထိုးပြီးတော့မှာခဲလိုက်တာပါအော်ပြီးတော့သူတို့ချပေးထားတဲ့ဒီအစာပလာလေးပေါ့နော်အဲ့အလေးတွေနည်းနည်းလေးရှောက်ပြီးဖြူစားကြည့်တာပါ ကြာညိုဆန်နေစောနည်းနည်းလေးရဲ့ပြီးတော့မြေပဲလေးရဲ့ချင်းရည်လေးရဲ့ပြီးတော့ငွေပြီးမုံလေးနည်းနည်းပေါ့နော်အဲ့ဒါလေးဖြူလိုက်ပါတယ်ထမင်းကိုဒီဝသားအကျွတ်ကလေးပေါ့နော်ဝသားအကျွတ်ကလည်းကြော်ထားလားกินထားလားတော့မသိဘူးသူတို့ခုတ်တာတော့တွေ့တယ်အဲ့ဒီဝသားအကျွတ်လေးပေါ်မှာဒီ သူတို့ရဲ့အဲ့ကော်ရီလေးပေါ့နော်အဲ့ကော်ရီလို့ပြောလို့ရမယ်ထင်ပါတယ်အဲ့ဒီကော်ရီချိုချိုလေးဆန်းပစ်လိုက်တဲ့ဟာလေးပေါ့နော်အဲ့ထဲမှာပြီးတော့ဒီဝက်အုပ်ချောင်းလေးနည်းနည်းပါမယ်တခွားသီးပါမယ်ဟိုဘက်ကကျတော့ချက်သွန်မြိန်လားမသိပါဘူးပေါ့နော်အဲ့ဒါပါမယ်ပြီးတော့ကျအုပ်တစ်ချက်လည်းပါပါတယ်ပေါ်စားကြည့်လိုက်တော့ဘယ်လိုလဲဆိုတော့ဒီအရသာကတော့မဆိုးဘူးဒီစားကလည်းကောင်းတယ်ပေါ့နော်တကယ်စားကြည့်လိုက်တော့ဒီကော်ရီထမင်းပေါ့နော် အဲ့လိုမျိုးလည်းပြောလို့ရမလားဒါမှမဟုတ်ထမင်းပောင်းလို့ပဲပြောလို့ရမလားပေါ့နော်အဲ့လိုမစီမဆိုင်ထင်မိတာပါဇန်ကုန်ထမင်းပောင်းဆိုရင်အတီးအနံတွေဒီအသားတွေနဲ့ရောထားတဲ့ဟင်းကိုပုံပေးတာဆိုတော့အဲ့လိုလည်းမဟုတ်ပြန်ဘူးမန္တလေးထမင်းပောင်းလို့မျိုးလို့မျိုး source တင်နေနေပေးတဲ့ဟာဆိုတော့လည်းမဟုတ်ပြန်ဘူးဒါပေမဲ့ဒီထဲမှာကျတော့ဒီရန်ကုန်ထမင်းပောင်းမှာပါတဲ့ဒီကော်ရီကကျတော့လည်းပါနေတယ် ပြီးတော့မန္တလေးထမင်းပေါင်းလို့မို့ဟိုအသားတွေကိုခုတ်ထည့်ပေးရလဲပါနေဆိုတော့ဒီနည်းနည်းပပအလူထင်းမိသွားတယ်ထင်ပါတယ်ဘလုံးနေနေဒီစာရရတော့အဆင်ပြေပါတယ်။ဘိုင်လင်းစာနေရဆိုတော့ဒီစာလို့လည်းကောင်းပါတယ်ပေါ့နော်။ပြီးတော့ဒီဘတ်90ပဲပေးရတာပါ။ဒီဘတ်60တန်းတော့ရှိသေးတယ်။အဲ့ဒါအောင်မှဒီကျွန်တော်တို့ကဒီပထမအဆုံးဆိုင်ဆိုတော့နည်းနည်းစမ်းစာကြည့်ရတဲ့သဘောအနေနဲ့ဒီဘတ်90တန်းကိုပဲစာကြည့်လိုက်တာပါ။ ဘန်90ဆိုတော့ဒီမြန်မာငွေနဲ့ကျွန်တော်တို့ပြန်တွက်ကြည့်မယ်ဆိုရင်6500သို့မဟုတ်ဒီ9000လောက်တော့သွားမှာပေါ့နော်60ဆိုရင်တော့ဒီအသားတွေပိုးပါမယ်လို့တော့ထင်မိပါတယ်အခုကဒီအသားကလည်းစားရတာကောင်းတော့ဒီ10မိနစ်တောင်တိတ်မလောက်ချင်ဘူးပြီးတော့နည်းနေရလို့ခံစားနေရတာပါပြီးတော့ဒီထမင်းပုံကလည်းဒီတခြားဆိုင်တွေတက်ဆိုင်တွေနဲ့ထမင်းပုံလေးနည်းနည်းကြီးရလို့ခံစားရတယ်ပေါ့နော် ဒီဆိုင်လေးကိုဒီ Google Map မှာထောက်ကြည့်ရခါကျတော့မတွေ့ဘူးပေါ့နော်ဆိုင်ကဖွင့်ထားတာမကြာသေးတဲ့ဆိုင်အစ်စ်လေးဖြစ်ဖို့ရခင်တို့များမယ်ထင်ပါတယ်ဒီသူ့ရဲ့အပြင်အစင်တွေရောသူတုံးထားတဲ့ပစ္စည်းတွေရောနည်းနည်းတက်တက်ပုံလေးဖြစ်နေလို့ပါဆိုင်တီနီယာကိုကြတော့ကျွန်တော်ကဒီဂျေရောချန်ကီယန်လမ်းပေါ်မှာသပင်ညက်ဆိုင်တော့ရှိတယ်အဲ့ဒီသပင်ညက်ဆိုင်နဲ့နက်နက်ချင်းဆိုင်လေးပေါ့နော်အဲ့လိုလေးပဲအလွယ်မှတ်ထားလိုက်ပါတယ် အဆုံးထိကြည်ပေးလို့တအူးတယောက်ချင်းစီကိုကျေးဇူးတင်ပါရနော်နောက်ထပ်တင်မဲ့ဗလော့လေးမှာပြန်လည်တွေ့ဆုံပါမယ်အခုတော့အားလုံးပဲ good night ပါမင်္ဂလာညချမ်းလေးဖြစ်ပါစေဘိုင်ဘိုင်ပါ